အာကျမကဒီတခါတော့ပုံပုံလေးလေးပြောချင်တယ်မခိုင်နှင်းမှုလှူတာလေနည်းနည်းလေးဗျံပဓာများဖြစ်နေသလားလို့ကျမတဲ့ပဲပြောတော့သူများစီရနဲ့အလူငွေကောက်ပြီးဇက်ဆိုတာလှူတာတော့ကလေးတောင်လောက်တက်တယ်ပြည်ပရောက်သိမ့်တံမလို့လူတီများလေဇူနီလာထေကတော့နော်စိတ်မှာဆိုရင်လေကျွန်တော်တို့ရဲ့ဖျားနဲ့ဒီတန်ခါကောင်းတွေကိုတောင်မှပုတ်ခတ်တိုက်ခိုက်စော်ကားခဲ့တယ်လူအခုလဲဒီမခိုင်နှင်းမှုလှူတာကဗျံပဓာဆန်တယ်ဗျံပဓာကြတယ်သူလူတလူမင်းကလေးတောင်လောက်တက်တယ်ဆိုပြီးတော့ ကိုကိုတိုင်းကဘာမှဥဆောင်ဥရွယ်ကမကထပြုတ်လုတ်ဘူးတော့လောက်ကင်ဆောင်ရွက်နိုင်ခြင်းမရှိဘဲနဲ့သူများလူနေတာကိုအဲ့လိုမျိုးကြီးပုတ်ခတ်တိုက်ခိုက်လာတာကတော့မကောင်းဘူးဗျာနော်အဲ့ကျွန်တော်တို့အားလုံးအထူးထူးကြည့်ကြကြရအောင်ပါအာကျမကဒီတစ်ခါတော့ပုံပုံလေးလေးပြောချင်တယ်မခိုင်နှင်းမှုကြီးလှူတာကလေနည်းနည်းလေးဗျံပဓာများဖြစ်နေသလားလို့ကျမတဲ့ပဲပြောတာပါအာကျမအခုလှူတာကိုသဘောကျတာကຫນွေပိုးဝင် မွတ်စလင်လည်းရောက်တယ်မြန်မာလည်းရောက်တယ်အားလုံးမျက်မျက်တတ်တာပဲပြီးလို့ရှိရင်မိသက်ဝင်တန်းတွေစီလည်းရောက်တယ်အော်မိသက်ဒီလိုမျိုးကူညီနေတဲ့သူတွေစီလည်းရောက်တယ်အကုန်လုံးမျက်မျက်တတ်တာလုပ်ပြီးသွားတာနွယ်ပိုးအိမ်လို့ကျွန်မကတော့ကျွန်မကြည်လာတဲ့တောက်လျှောက်ဗီဒီယိုတွေမှာကျွန်မတွေ့ရတယ်ကျမတို့ကတော့မြေပြင်တက်ဆင်းတဲ့လူကိုပဲလှူတာပေါ့ကျမတို့လှူတာတော့လေဒါပေမဲ့သူတို့တွေကအလှငွေများတဲ့အခါကျအားလုံးစုံအောင်လိုက်လှူပေးတယ်ပေါ့မခိုင်နှင်းငွေလှူတာကြီးကတော့ပတ်စံနေ3000 4000လောက်ရပြီးတော့ တိမ်ပေါင်း၄တောင်းလောက်ရပြီမျိုးပြဇိုးဆတ်နေအဲ့လိုမျိုးတွေလှူတာကိုမကြိုက်ဘူးဟိုကျမပြောချင်တာလေအခုချိန်ကအားလုံးကဖြစ်နေတာဖြစ်တဲ့အတွက်အားလုံးကိုမျက်မျက်တတလှူစီကျင်တယ်ကျမပြောချင်တာလေနောက်ထပ်အလူရှင်တွေလည်းအများကြီးပဲပေါ့နောက်ထပ်အလူရှင်တွေလည်းအများကြီးပေါ့မနေ့တုန်းကလည်းဟိုကျမတို့ဒီဇွဲထက်ကနေပြီးတော့မှဒီသူရဲ့မဆိုးရင်ကြောင်းတိုက်ကြီးကိုပြန်လဲပြီးတော့အကုန်လုံးစောက်ပေးပါမယ်ဆိုပြီးတော့လည်းပြောထားတယ်။အဲ့ဒါကိုမှ3,000ဆိုလှူလိုက်တယ်။ဒါကျမတို့မလှူနဲ့လို့မပြောဘူး။ညက်ညက်တတ်တတ်ဖြစ်စေချင်တယ်။3,500 မျက်မျက်တက်တာဖြစ်စေချင်တာ။ပြင်ငါတော့မဟုတ်ဘူး။ပြင်ချင်တာလေမျက်မျက်တက်တာဖြစ်။သူတို့ကတော့အားလုံးကတော့ဒီလိုလှုပ်ဖို့အတွက်ပင်းနေပါပဲ။ကျမကတော့ကျမတို့လှူလိုက်တယ်။အခုကျမလှူတာ73သိန်းရှိတယ်ပေါ့။နော်73သိန်းကျမရဲ့လှုပ်အားနဲ့73သိန်းလှူတာပေါ့။ကက်73သိန်းကျမရှိနေဆိုကျမဇက်ဆိုပြီးတော့ခိုင်နှင်းဝေကို73သိန်းပြစ်ပြီးတော့လှူလိုက်လို့ရတယ်။စတက်စတက်ဖိုက်လေးတကူရလာမယ်။ခိုင်နှင်းဝေရဲ့စတက်ဖိုက်။ကျမအဲ့လိုပြီးပြီးရောမလှူချင်ပါဘူး။စတီးရတော့ဘာလုပ်မှာမလို့ ကျွန်တော်ဒါကြောင့်မလို့တဘလူးလေးလက်တွေမှာလုံနေတယ်လေအဲ့ဒီလူတွေလက်တွေမှာလုံနေတဲ့သူတွေကပိုပင်ပန်းတယ်လေသူများစီရနဲ့အလူငွေကောက်ပြီးဇက်ဆိုတာလှူတာတော့ခလေးတောင်လုတ်တတ်တယ်ကျွန်မတို့ကအလူငွေလုတ်တဲ့အခါမှာသူများရဲ့အလူငွေကိုတိတိကျကျလှူဖို့တကူဥနှောက်တုံးရတယ်ဘယ်နေရာကိုထိထိရောက်ရောက်လှူနိုင်မလဲဆိုတာဒီသိမ့်တံမလို့ခေါ်တဲ့ဇွန်နီလာ ထေးကနော်ကိုကိုတိုင်းလဲကမကထဘာမှဥစည်းဥရွက်မလုံးစောင့်နိုင်ဘဲနဲ့ ကမကတာလို့ဦးစီဦးဆောင်ပြုတ်လို့ပြီးတော့လှူဒန်းနေတဲ့သူเนาะအများသူကချစ်ခင်ယုံကြည်လေးစားလို့အလူငွေတွေရလို့เนาะလှူဒန်းပေးကမ်းနေတဲ့သူ तू ကဒါလိုမျိုးလုံနိုင်လားကိုကျိုးစွန့်ပြီးတော့ဒီလိုမျိုးလုံနိုင်လို့လားเนาะ तू လုံရင်ရောဒီလောက်ဒီလိုမျိုးဖြစ်လာနိုင်ပါမလားပေါ့ ဒါကိုပဲသူကမခိုင်နှင်းဝေလူတာကဗယံပရာဆန်တယ်ဗယံပရာကြရတယ်ဆိုပြီးတော့ပြောလာတာအရတော့တော်တော်ဆိုးတယ်ဗျာနော်နောက်ပြီးတော့လူမျိုးရေးခွဲခြားတဲ့ပုံစံမျိုးပြောသွားတယ်မခိုင်နှင်းဝေနော်မွတ်စလင်တွေမလူဘူးဆိုပြီးတော့အတချို့လူတွေလည်းအဲ့လိုအတန်လေးတွေထွက်လာတာကြားလာရတယ်အဲ့ကြတော့လူတဲ့နေရာမှာကတော့နော်အယုတ်အလက်အမျက်မရွေးလူတာကောင်းတယ်နော်လူမျိုးဘာသာမရွေးလူတာလိုအပ်နေတဲ့သူဘယ်သူမှမစိုးလူတာကောင်းတယ် ဒါပေမဲ့ तू ကလည်းဒါတော့ तू လူမျိုးရေးအရာလည်းမဟုတ်ဘူးကိုမြန်မာလူမျိုးတွေအခက်အခဲဒုက္ခရောက်နေတဲ့သူတွေပဲလူပြစ်နေတာဖြစ်ကောင်းဖြစ်လိမ့်မယ်လေလူမျိုးရေးခွဲခြားလို့တော့မဟုတ်ဘူးအဲဒီနေရာမှာလည်းအဲတခြားသောမွတ်စလင်တွေဆိုရင်လည်းသူတို့ချမ်းသာကြွယ်ဝတဲ့သူတွေလူတန်းနေတဲ့သူတွေနော်ကိုနဲ့ line မှာမချိတ်ဆက်မမိလို့ပဲဖြစ်လိမ့်မယ်လူတန်းနေတဲ့သူတွေရှိကြမှာပဲလေနောက်ပြောက်တော့ဒီမက္ခိုင်နင်းဝေလူတာနဲ့နွယ်ပိုးရင်လူတာတွေကိုနိုင်ရှင်ပြီးတော့ပြောသွားတယ် နော်နော်ဘိုးရဲ့အကိုဆိုရင်လည်းအယုတ်အလက်မြန်မယွေးလူမျိုးဘာသာမယွေးလှူနေတာမှန်တယ်မကိုင်းနေဝင်လည်းလှူနေတာပဲအဲ့ကြတော့ तू ကတော့လူမျိုးရေးခွဲခြားလို့ရလို့တော့မဟုတ်မှာမဟုတ်ဘူးနော်အ तू ကနဲ့ तू အစဉ်ပြေတလို့ကိုလူမျိုးတွေကိုဖေးမကူညီခြင်းနဲ့စိတ်နဲ့လှူဒန်းရင်းနဲ့အဲ့ဒီလူမျိုးလေးဖြစ်နေတာဖြစ်ပါလိမ့်မယ်နော်အဲ့ကြတော့ဒါရင်ဒါမျိုးလူလာတွေကကလေးတောင်လူတတ်တယ်ဆိုတာမျိုးကြီးမကိုင်းနေဝင်ပုတ်ခတ်တိုက်ခိုက်လိုက်တာကြီးတော့မကောင်းဘူးနော်အဲ့ကြတော့ ကလေးကတော့ဘယ်ဒါတွေလုံနိုင်မှာတော့ဗျာကလေးကလည်းဘယ်သူမှဒီလောက်ဒီလိုမျိုးကြီးယုံကြည်ချစ်ခင်ပြီးတော့လှူဒန်းပေးကမ်းကြမှာမဟုတ်ဘူးလေကလေးကလည်းဒီလောက်ဒီလိုမျိုးကြီးလုံနေမှာမဟုတ်ဘူးလေဒါကအများသူငါရဲ့ချစ်ခင်ယုံကြည်လေးစားမှုကိုလက်ခံရရှိပြီးတော့မှလက်ခံရယူထားတဲ့သူတွေမှသာနော်အများသူငါရဲ့အလူငွေတွေကိုဒါလက်ခံပြီးတော့လှူဒန်းပေးကမ်းနိုင်တာဒီလိုမျိုးလေး certificate လေးရော့အင်းဆိုပြီးတော့ဘက်ကလေးပုတ်ကလေး အဲ့လိုမျိုးလေးဆိုတာမျိုးနဲ့တော့သွားမပြောလို့မရဘူးလေကိုကိုတိုင်ကဘာမှမဥစည်းဥရောင်ဥစည်းဥဆောင်မလုံနိုင်မယ်ကမကတာမလုံနိုင်မယ်သူများလူလူတော်ကိုဘေးတိုင်ပူပြောအလွယ်တကူပုတ်ခတ်တိုက်ခိုက်နေတာကတော့လုံးဝမကောင်းဘူးလို့ပဲမြင်တယ်ကျွန်တော်မျိုးတွေရောဇွန်နီလာတေးနဲ့ပတ်သက်ပြီးတော့မကိုင်းနေဝေအပေါ်ပြောသွားတာတွေကိုဘလို့မြင်လဲဘလို့ခံစားရလဲကမမှာရေးခဲ့ပြပါအောင်ဗျာ